နီဂရုကဘာချန်ပီယံနေအားလုံးပဲမင်္ဂလာပါဗျာအဲ့တော့အခုလာမဲ့ဒီဇင်ဘာလဒါဒီဇင်ဘာလလေးဝင်သွားပြီအင်မတန်မှဘောလုံးပွဲတွေများပြားတဲ့လဖြစ်တယ်ဒါတော့ဒီလမှာပြီးသွားတဲ့လနဲ့မတူဘဲနဲ့ပြီးခဲ့တဲ့နှစ်တရာနဲ့မတူဘဲနဲ့ဒီဇင်ဘာလဟာအင်မတန်မှကိုအရင်တော့ဆိုတာ boxing day နဲ့ပွဲတွေအရင်ကျက်ပါတယ်အခုတော့ British ဘောလုံးဖွဲ့ချုပ်တီး ်အင်္ဂလိပ်ဘောလုံးဖွဲ့ချုပ် FA ကလည်းရော်ရော်လေးပွဲတွေကိုဝယ်စင်စရာတွေကို short ချလိုက်တယ်။မ short ချလို့လည်းမရဘူး။ UEFA ကလည်းသူတို့ငွေရပေါက်ရလန်းတခုတည်းအတွက် Champion League ကိုပုံစံအမျိုးမျိုးပြောင်းတယ်။ပွဲတွေအများကြီးကန်ခိုင်းတယ်။ Champion League တခုတည်းမဟုတ်ဘဲနဲ့ Europa League တို့ Europa Conference League တို့လိုပြိုင်ပွဲတွေမှာစုစည်းရေးပမာဏတွေကနည်းပြီးတော့အာပွဲတွေအများကြီးကစားသမားတွေကိုကန်ခိုင်းနိုင်မှုတွေလုပ်တယ်။အဲ့တော့မဖြစ်မနေတခြား အီတလီတို့စပိန်တို့ဂျာမနီတို့လိုမျိုးပဲအင်္ဂလန်ဘောလုံးဖွဲ့ချုပ်ကလည်းသူတို့ရဲ့အသင်းတွေကို short ချလိုက်ရတာဒါပေမဲ့အဲ့လို short ချရတော့မှအဆင်မပြေဘူး။ဘာကြောင့်လဲဆိုတော့ညီကိုတို့သိရတဲ့အချိန်အင်္ဂလန်ကမှအဲပြည်တွင်းမှာဖလားသုံးလုံးဖြစ်နေတာကိုပြည်တွင်းဖလားသုံးလုံးရဲ့နောက်တစ်ခါကျွန်တော်တို့ဒီလိုမျိုးဥရောပပွဲတွေကံရတဲ့ပုံမှာအသင်းတွေရဲ့ပွဲစဉ်စရာတွေကအရင်အောင်ချမ်းဖြစ်ပါတယ်။ Chelsea တင်းကဒီအတိမှာဖလားတစ်လုံးစီရမှာသူမပြုတ်သေးဘူး။ FA Cup, Carabao Cup, Champions League ပရီးမီးယားလိဖလားလေးလုံးစလုံးမှာတော့သူဆက်သွားနေတော့မယ်သူတိုက်ပွဲဝင်နေစေပဲဆိုတော့ချဲစီတင်ရဲ့ပွဲစဉ်ဟာဒီဇင်ဘာလတလတဲမှာပဲစုစုပေါင်းကျွန်တော်တို့၈ပွဲလောက်ရှိတယ်အခုချိန်အားစပြီးတော့ကစားသမားတွေကတပတ်ကို၂ပွဲနှုန်းကန်ရတော့မှာဖြစ်တယ်တတိယဆက်စားအဲ့ဒီအချိန်မှာပဲချဲစီတင်ရဲ့ကွင်းလယ်အဖြတ်ကစားသမားဖြစ်တဲ့ Moises Caicedo တို့ကတော့ပြီးသွားတဲ့ Liverpool နဲ့အတင်းတဲ့ပွဲမှာဒါဥပဒေပါကစားရဲဆိုပြီးတော့တိုက်ရိုက်အနေနဲ့ထုတ်ခံရပြီးတော့နောက်လာမယ့်ပွဲစဉ်၃ပွဲဆက်တိုက်ကို လွဲချော်သွားမှာဖြစ်တယ်ဒါ Chelsea အသင်းအတွက်တကယ်ကိုကြီးမားတဲ့ထိုးနှက်ချက်ပဲ Kaiseiro အနေနဲ့အသင်းရလိုအပ်ချက်ရှိနေတဲ့အချိန်မှာဒါမျိုးတွေကိုဆင်ញင်သင့်ပါတယ်ဘာကြောင့်လဲဆိုတော့သူ့နေရာမှာကစားပေးမဲ့ကစားသမားတော်တော်လေးရှားတယ် Andre Santos တယောက်ပဲရှိတယ် Chana ကတော့ဒီအတိုင်းပဲအသစ်ခေါ်ထားတဲ့ Asugo တစ်ခါတည်းတန်းချိုးသွားတယ် Romeo Lavia ကတော့နာမည်အောင်စကားရအောင်ထည့်မပြောချင်တော့ပါဘူးလက်ရှိနေထားမနစ်က injury prone နေတဲ့က Reece James ကတော်တော်လေးပြန်ပြီးတော့ဟုတ်လာတယ်တုံတန်း မကြိုးတော့ဘူးဖော်ဖာနာလည်းတော်တော်လေးနှစ်ပွဲဆက်တိုက်တောင်ကစားနိုင်တဲ့အခြေအနေတစ်ခုပြန်ရောက်လာတယ်တော်တော်ဆိုးနေရတော့လာဗီယာပေါ့နော်ကျွန်တော်တို့ကြားနေတဲ့သတင်းတွေကလာဗီယာနဲ့ဘီအက်ဖစ်နက်စ်နဲ့ပတ်သက်ပြီးတော့ Chelsea ကလက်ရှိချိန်ထိတော့ဆစ်ရှည်ထားသေးပဲဒါပေမဲ့သူတို့ Chelsea တင်းတာဝန်ရှိသူတွေကကွင်းလယ်ကိုစဉ်းစားနေတယ်အဆူကိုတစ်ချက်ကြည့်ချင်ပေမဲ့အဆူကိုလည်းဒီနေ့ပြုလုပ်တဲ့ဒါ press conference မှာ Enzo Maris ကသူ့အနေနဲ့ဖြည်းဖြည်းချင်းပဲမလောဖို့လိုတယ်ဖြည်းဖြည်းချင်းပဲကြည့်ရတာ အန်ဆူဂူကလေးဂျင်ဝင်နေမှာအရန်ပြန်လေးဂျင်နေတယ်တူတယ်အဲ့တော့အန်ဆူမာရက်စကာကတော့ပေါ်တင်မဲ့ထုတ်ပြောပါတယ်အရန်မလောဘူးလို့တယ်ဖြည်းဖြည်းနဲ့မမှန်မဲ့အတင်းရဲ့လူဆင်းမှာပါဝင်လာဖို့အတွက်စူးစမ်းတင်ပါတယ်ဆိုပြီးတော့ပြောသွားပါတယ်မူဒရစ်အကြောင်းကျွန်တော်ဘာမှမကြားသေးပါဘူးเนาะညီကိုဘာမှမကြားသေးပါဘူးပြီးတော့ Chelsea တင်ကြည့်ရတာအဲကျွန်တော်တို့ပြိသက်ကျွန်တော်ကတော့စိတ်ဝင်စားပါဘူးအဲ့မူဒရစ်တရင်ကလည်းဟိုဘယ်ကဘယ်ကထွတ်ထွတ်လာလဲမသိဘူးကျွန်တော်ညီကိုတို့မေးလိုက်တာကောင်းပါတယ် Chelsea မှာလက်ရှိ different profile of ဝင်ကာပေါ့နော်ဝင်ကာ၄ယောက်ရှိရယ်၄ယောက်ဆိုတော့ပုံစံမတူကြဘူးအဲ့ဒီ၄ယောက်နေမဲ့သူအနာဂတ်ကိုတိဆောက်တော့မှာအဲ့ဒီ၄ယောက်တို့လုံရင်အသက်အရွယ်တွေရရဲ့အသက်25ကနေပြီးတော့ဒါအသက်16ကြားမှာရှိရယ်ဆိုတော့အဲ့ဒီ၄ယောက်ရဲ့နေပဲအနာဂတ်ရှိရုံပဲမူဒရစ်ရဲ့အနာဂတ်ကကျွန်တော်ထင်တယ်သူ့ဟာသူပြန်ပြီးတော့ဒီကိစ္စတွေကပြန်လာရင်တော့မှမလွယ်တော့ဘာကြောင့်လဲဆိုတော့ Chelsea တင်းနဲ့ဒူလီဂျန်ဒါကြီးလည်းမရှိတော့သူကတော်တော်လေးပြတ်ပြတ်တောက်သွားခဲ့ပြီပေါ့နော်ဆိုတော့ Chelsea အသင်းမှာသူ့ရဲ့ကစားသမားဘဝကပြီးသွားပြီလို့ကျွန်တော်တို့ယူဆလို့ရတယ် ပြန်လာရင်လည်းဒီ၄ယောက်ကိုကျော်ဖြတ်ဖို့ဆိုမဖြစ်နိုင်တော့ဘူးပြီးတော့ချက်စီတဲ့ကသူ့အတွက်အများကြီးမနစ်နာလိုက်ဘူးအဓိကနစ်နာသွားတာချက်တာဒိုနီယပ်စ်နဲ့ကစားသမားပို့ကိုယ်တိုင်ပေါ့နော်အကယ်၍သူကစားဝင်ပြန်ရမယ်ဆိုလို့ရှိရင်တော့တခြားအတဲမှာပဲသူ့ရဲ့ဘဝပြန်ဆမယ်အနေထားမျိုးပါဟုတ်ကဲ့ပါညီကိုတို့ဒီနေ့ပွဲကတော့ဒါ Leeds United နဲ့ Chelsea တို့ရဲ့ဒါပွဲစဉ်ကိုကျွန်တော်တို့ပွဲချုပ်သုံးသက်ချက်ဖြစ်တင်ပြတော့မှာဖြစ်ပါတယ်ဆိုတော့ Leeds United အတင်းမှာအရင်တော့ Leeds နဲ့ Chelsea ကတကယ် rival တွေပဲကျွန်တော်တို့ငယ်ငယ်က ဒါ Alan Smith တို့ Mark Bidugar တို့ Harry Kewell တို့ဟလာအဲ့ဒီအုပ်စုတွေကွင်းလယ်မှာဆို Olivia Dacott တို့တိုက်စစ်မှုမှာဒါ Michael Bridges တို့ Rio Ferdinand တို့ပါလို့ဆိုအဲ့ဒီ Leeds ကထွက်တာ David O'Leary ဆိုတဲ့နီးပြရဲ့လက်အောက်ကပေါ့ကျွန်တော်တို့ငယ်ငယ်တုန်းက1998ဝင်းကျင်ကမိခဲ့တဲ့ညီကိုတွေတိမှာပါအဲ့ဒီတုန်းက Leeds ကလျှင်လျှင်တောက်ပဲအဲ့ဒီနောက်ပိုင်းသူတို့တန်းဆင်းသွားပြီးတော့တော်တော်လေးကိုနှလန်းမထူးလွန်ခဲ့တဲ့2နှစ်ကျော်2022မှာပြန်ပြီးတော့ Premier League 2021မှာပြန်ရောက်တယ် အရာဒီခံရ2022မှာတက်ပြန်ဆင်းသွားတယ်သူတို့ကြပဲလီးဂျူနိုက်တက်ကသူတို့ရဲ့အင်ဝင်နောက်ဆုံးနိုင်ပွဲအဲ2022မှာ Chelsea ကိုနိုင်တယ်အင်ဝင်မှာအဲ့ဒီအချိန်ကဒီ Roman Abramovich လက်ထက်လက်ထဲကနေပြီးတော့ Chelsea အသင်းကိုလက်ရှိအသင်းပိုင်ရှင်တင် take over လုပ်လိုက်တဲ့အချိန်ပေါ့နော်ဒီကျွန်တော်တို့ Baghdad Akbali တို့ Todd Boehly တို့ရဲ့ပထမဆုံးຢာဒီမှာပဲအဲ Thomas Tuchel ရဲ့ Chelsea ကိုသူတို့အင်ဝင်မှာ Elan Road မှာ303ခုပြက်ရလက်နဲ့နိုင်နေပေါ့နော်အရန်ကောင်းတဲ့ list တအားကောင်းနေတဲ့အချိန်ဒီမှာနိုင်လိုက်သေးတယ်ဆိုတော့အဲ့ဒါအဲ့ဒီနှစ်မှာပဲ list တန်းပြန်ဆင်းသွားတယ်တခါဒီနှစ်မှာသူကတန်းပြန်တက်လာတယ် Daniel Farke Daniel Farke က Premier League မှာလာသူကတင်ကြံမှုအတွက်ခက်ခဲတဲ့နည်းပြမျိုးဒါပေမဲ့ League Championship မှာတော့ဆရာကြီးပေါ့ဗျာ Norwich နဲ့လည်းသူကတန်းတက်အောင်လုပ်နိုင်တယ် Leeds ကိုလည်းတန်းတက်အောင်လုပ်နိုင်တယ်ဘိုးတော်များလည်းပဲ Leeds United အသင်းရဲ့အချက်လက်တွေကအခုချိန်မှာတော်တော်လေးဆိုးနေတယ်။နီးပြကိုထုတ်တော့မယ်ဆိုပြီးတော့သတင်းတွေအောင်ကြားနေတယ်။ Daniel Farke ကဒါတိုက်စစ်ကိုအများကြီးလိုက်လံပြီးတော့အားထုတ်လို့ရှိတဲ့နီးပြမျိုးပါ။သူ့ရဲ့ Leeds အသင်းကတိုက်စစ်ကိုအသားပေးတယ်။ဒါ Enzo Maresca အခုန press conference မှာပြောရတယ် Leeds ကလည်း Verona မှာ fight back မဆော့ဘူးတဲ့အဓိကတော့ fight back ကစားတဲ့ပွဲကစားတယ်နဲတယ်ပေါ့တော်တော်နဲပါတယ်ပွဲအများစုက4 back နဲ့ပဲဆော့တယ်442သူ့ရဲ့အဓိက ကစားဘက်ကရှေ့မှာနှစ်ယောက်တင်ပြီးတော့အရင်ခစ်ကစတိုင်မျိုးပေါ့နော်ကလော်ဒီယိုရန်နီရီနောက်ဆုံးလက်စတာစီးတီးနဲ့ပရီးမီးယားလိရိုက်ယူသွားတယ်4-4ကစားကွက်နဲ့သူကကစားတယ်အဲ့ဒီကစားကွက်နဲ့ပဲသူကလိဂ်ချန်ပီယံရှစ်မှာချန်ပီယံဖြစ်ပြီးတက်လာဆိုတော့လိဂ်ယူနိုက်တက်ရဲ့အနေထားဒါအများကြီးအောက်သင်းမှာတော့တော်တော် big club ပဲသူတို့အတွက်ကတော့အောက်ကအသင်းတွေနဲ့ရှင်လို့ရှင်ဒါပေမဲ့ပရီးမီးယားလိရောက်လာတဲ့အခါမှာဒီတိုက်စစ်အသားပေးဟန်နဲ့သူ့မှာရှိတဲ့ကစားသမားအင်အားနဲ့လိဂ်ဆာမမျှအောင် မမြတော့ဘာဖြစ်လဲဆိုတော့လီးစွန်နဲ့အတင်းကနောက်ဆုံး10ပွဲဆက်9ပေးရနောက်ဆုံး10ပွဲဆက်9ပေးရတယ်သူတို့အဲ့နောက်ဆုံး10ပွဲမှာတပွဲပဲနိုင်နိုင်တဲ့ပွဲကတော့ဒါဝက်ဆန်ကနီးပြအပြောင်းလဲဖြစ်နေတဲ့အချိန်မှာသူတို့ရဲ့အီလန်ရုတ်မှာ2-1နဲ့နိုင်လိုက်တယ်ပေါ့အဲ့တော့နောက်ဆုံး10ပွဲလုံးမှာ9ပေးရတယ်ဗျာပြီးတော့ဒီဘွဲမှာလည်းသူတို့ရဲ့အဓိကကစားသမားတော်တော်များများ၃ရောက်လောက်ကဒဏ်ရာပြဿနာရှိနေတယ်။ဒါအပြင်အဓိကအချက်ကတော့ Legion တဲ့အတင်းကနီးပြ Daniel Farke ကဒါထောက်ခံဖို့ အတော်လေးနီးစပ်နေတဲ့အခြေအနေမျိုးကျွန်တော်တို့သတင်းတွေကြားနေရတယ်။ Legion ရဲ့အသင်းဘက်ကနေပြီးတော့ Daniel Fakio နှစ်ပွဲပဲစောင့်ကြည့်ရမယ်လို့ကျွန်တော်တို့သိထားတယ်။ Chelsea တင်းနယ်ပွဲရဲ့ Liverpool တင်းနယ်ပွဲကံလဲဆိုးရှာပါတယ်။ဒီမတိုင်ခင် Chelsea နဲ့မတိုင်ခင်မှာ၄ပွဲကစားတယ်၄ပွဲလုံးရှုံးတယ်။ဒါပေမဲ့ကံသူကံနဲ့ပြိုင်ဘက်တွေကိုကြိုက်တဲ့အခါမှာ Aston Villa တို့ Brighton တို့နောက်ဆုံးတာ Manchester City ကိုသူတို့နှစ်ဂိုးနှစ်ဂိုးထိရအောင်ကံလာသေးတယ်။ပြီးတော့မှ Foden ရဲ့ဂိုးနဲ့သူတို့ရှုံးသွားတယ်ပေါ့။ဒါပေမဲ့ Liverpool ရဲ့အသင်းက ကျွန်တော်တို့အနေထားရေးကြည့်တဲ့အခါမှာတော်တော်လေးကိုအားနေတယ်ပေါ့ပရီးမီးယားလိဂ်မှာအထိုင်ကျပြီးတက္ကသိုလ်သမားအချို့ကိုဒါ Chelsea ရဲ့တတိယရန်စားလို့ပြောလို့ရတယ် Ethan Ambadu ပေါ့နော်အဲအဲ့လိုကစားသမားမျိုးကကပတိန်လုပ်ပြီးတော့ကစားလာတာပေါ့ဆိုတော့ Leeds United ရဲ့ဂိုးသမားတော့ Perry အဲပရီးမီးယားလိဂ်ရဲ့ပေးကိုအတော်လေးများနေတယ်ပြီးတော့ performance ပိုင်းလဲဆင်းနေတဲ့ဂိုးသမားပဲနောက်မှာတော့ Struijic နဲ့ Rodon နဲ့ဒီပွဲကိုတွဲဖို့များပါတယ် ကျွန်တော်ကလီးစနေတဲ့အသင်းနဲ့ပတ်သက်တဲ့ website တွေဝင်ကြည့်တယ်ထုံးစံတိုင်းကျွန်တော် like ဒီ live ကိုမလွှင့်ခင်မှာ like ကြည့်တဲ့အခါမှာတချို့ website တွေက fight back ထွက်မယ်လို့ပြောတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ Daniel Farke အနေနဲ့သူ့အတွက်အရင်အရေးကြီးနေတဲ့အချိန်မှာခံစက်အထိုင်အောင်မပြောင်းတော့ဘူးကွင်းလယ်ကတော့442စာ451ပုံစံချိန်လောက်တယ်ဆိုပြီးတော့ကစားကွက်လူစင်အပြောင်းလဲကျွန်တော်ချလိုက်တာပေါ့သူတို့ရဲ့လူစင်ကတော့442နဲ့သူတို့ကထထွက်အောင်မယ်လို့ယူဆတယ်ဒါပေမဲ့ကျွန်တော်ကတော့ ကွင်းလဲကိုနည်းနည်းလေးချယ်ဆီအသင်ကစားသမားတွေအန်ဆိုဖာနန်ဒက်စ်တို့ပင်ပန်းနေတဲ့ချိန်မှာလီးစ်ယူနိုက်တက်ရဲ့ဒါကွင်းလဲကဘယ်လောက်ထိထိန်းနိုင်မလဲဆိုတဲ့သဘောမျိုးနဲ့ကျွန်တော်ကတော့လီးစ်ယူနိုက်တက်အသင်ကိုကွင်းလဲ9ယောက်တန်းပေါ့နော်အလဲမှာ3ယောက်ဝင်းကာ2ယောက်နဲ့ကျွန်တော်ပွဲထွက်လိုက်တယ်စထရူချင်းနဲ့ရူတွန်အတွဲပဲဖြစ်ဖို့များရူတွန်ကစပါးမှာတော့ရှောက်ကစားခဲ့တယ်ဆတ်ဆတ်ထွက်လာခြင်းတော့မဆိုးဘူးစူချစ်ကလည်းပရီးမီယာလိမှာတကယ်တော့ပွဲတွေတော်တော်လေးကစားခဲ့မှုတဲ့ဒီဖန်ဒါပဲဒါပေမဲ့အဲသူတို့ရဲ့ ညာနောက်ခံလူဘိုဂယ်တို့နောက်ဘယ်နောက်ခံလူဂက်မန်ဆန်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟိုပရီးမီးယားလိရဲ့အဆင့်တန်းမရှိလို့လေဦးချိန်မှာဒါအတတော်တော်လေးကိုဒါရှုံးပွဲတွေနဲ့ရင်ဆိုင်နေရတယ်အဆင်မပြေမှုတွေဖြစ်နေတယ်ပေါ့ဒီခံစစ်အစုဖွဲ့ကအာအရန်နဲနေတာမျိုးကျွန်တော်တို့တွေ့ရတယ်ကွင်းလယ်မှာလည်းဂျပန်ကွင်းလယ်လူတာနာကာဘူလ်ဂေးရီးယားကွင်းလယ်စားသမားဂရူယက်ဖ်ရဲ့အဲအသင်းကပတိန်အမ်ပါဒူရဲ့ပေါ့နော်အမ်ပါဒူဆိုတာဒါချယ်လ်ဆီမှာလုံးဝနှီးပါအခွင့်အရေးမရခဲ့ဘူး ဲ့လိုလေ Chelsea တင်းနီးပြဆက်ဆက်ကလည်းမှန်ပါတယ်ဒီကစားသမားတွေကဒီလိုမျိုးအသေးလေးမှာပဲကစားရမယ်ကစားသမားတွေပေါ့ Ampadu ဆိုတာ16နှစ်သားလောက်ထဲက Chelsea တင်းကခေါ်ထားခဲ့တာအဲ David Luiz လို့ဆိုတဲ့သဘင်ပုံစံနဲ့ဒါပေမဲ့လောက်ကြီးဖြစ်မလာဘူးပေါ့ဆိုတော့အဲ့၃ယောက်ကိုကျွန်တော်ကတော့ဒါသူ့ရဲ့ Leeds United ရဲ့လူစင်း442ဆိုရင်တော့မလွယ်ဘူး Chelsea ကိုဂိုးလူပေးရမှာအဲ့တော့ကျွန်တော်လည်းပြန်ပြင်ထားလိုက်တာ442ဆိုမလွယ်ဘူးအဲ့ဒါကြောင့်ကွင်းလေလေးကိုနည်းနည်းလေး Chelsea တင်းတိုက်စစ်ကို ထိနိုင်မှုအတွက်ကို၃ယောက်ကျွန်တော်ပြန်ပြန်ထည့်တာပါအကင်းပြန်ဒန်နီယယ်ဖာဂီကသူကတိုက်ဆက်အားတန်နေပြနီနီးပြဆွတ်ဆက်ပြီးဖွင့်ရတော့အဲ့ဒါ Chelsea မှာပက်လက်လန်လိမ့်သူတို့အင်္ဂလိပ်မှာသွားပြီးတော့ Chelsea ကိုသူတို့လောက်ရမယ့်အလုပ်ကတခုပဲ Chelsea သင်းရှီကနေအမှတ်ခွဲယူခြင်းလေဆိုလို့ရှိရင်ဘာလုပ်ရမလဲသူတို့ပိတ်ကံမှုပဲသူတို့စဉ်းစားအခုလို့အချိန်ပေါ့နော် Chelsea သင်း form အရန်ကောင်းနေပြီးတော့တိုက်ဆက်ကလုံးတလူဖြစ်နေတဲ့အချိန်မှာသွားပြီးတော့ဖွင့်တိုက်လို့တော့မဖြစ်နဲ့ကျွန်တော်ကတော့အတက်နိုင်ဆုံးဒါနီးပြဘက်ကနေ Leeds United နီးပြဘက်ကနေ Chelsea တိုက်ဆက်ကိုခုခံနိုင်မှုတော့ကျွန်တော်ပြင်ဆင်လာတာပဲ။ ဒါပေမဲ့ Leeds United နီးပြအဲ့လိုတိုက်စစ်အရန်အတန်သူက print တိုက်ခြင်းနဲ့အဲ့တော့သူ့လူစင်းရဲ့ကစားသမားတွေရဲ့ quality နဲ့ Premier League လို့အဆင့်ဒီ Premier League ရဲ့ intensity ဒီဟာတွေမှာဘလို့မှသူလိုက်ကန်လို့မရဘူး442เนี่ยအဲ့မှာရှေ့က well frank gunundo နဲ့ okafor okafor တော်လေးကောင်းနဲ့တိုက်စစ်မှုကျွန်တော်သဘောကျပါ Switzerland အဲမနစ်ကသူ AC Milan မရောက်ခင်တည်းကသူ့ကိုကျွန်တော်သတိထားမိတယ် Napoli လည်းမသိသူရောက်သွားသေးတယ်ဦးကာဖောကလေ AC AC ထင်ပါတယ် AC ထင်တယ်အဲ နောက် Wolfram Grondo ကလည်းအီတလီသားပဲ Leeds United အတင်းနဲ့ Tanzania ထိသူလိုက်သွားတယ် Premier League Tanzania ရာသီမှာခေါ်လာတယ်လိုက်သွားတယ်ဂိုးတွေလည်းသွင်းတယ်ပြီးတော့ပြန်တက်လာတယ်ပြန်ပါလာတယ်ရှစ်မှာတော့အထောင်တဲ့စကန် Amateur ပေါ့နော် Amateur လည်းမဆိုးပါဘူး Leeds United ကြီးရတာကတော့အရှိရတိုက်စစ်ပိုင်းလေးတွေမဆိုးပါဘူးကျန်တဲ့နေရာတွေကခန်းစင်းနဲ့ကွင်းလေရဗျဟို On Paper လူစင်းအရာတော့တော်တော်မလွယ်ဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော် ဆိုတော့ကျွန်တော်တို့ Chelsea တင်းရဲ့လူစင်ကြည့်အောင်ပါ Chelsea ရဲ့ဒီပွဲမှာတော်တော်များများ live ကိုဒါအပြောင်းလဲလုပ်နိုင်တဲ့ပွဲမျိုးပေါ့နော်အဲဂိုသမာ Robert Sanchez ပဲထွက်ထွက်လာအောင်ပဲဘာဖြစ်လို့လဲဆိုတော့ Chelsea တင်းကသူတို့ရဲ့အရန်ဂိုသမာ Jorgen San ကဒါပွဲထွက်ခွင့်လိုနေတယ်အဲ့ဒီပုံမှာအသိမ်းပြောင်းနေတယ်ပေါ့အဲ့ဒီချိန်မှာအဲ့လို rumor တွေထွက်နေတဲ့အတွက် Sanchez ကလည်းဒါလက်ရည်ပြန်ကောင်းလာတဲ့ပုံမှာသူ့ကိုပဲတည်ငြိမ်မှုရှိအောင်ပြန်သုံးလိုက်မယ်ဒီပွဲက Chelsea တင်းရဲ့ နောက်တန်းတန်းလုံးတော့အနားပေးမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ခက်တာကလည်း Leeds United ကိုလည်းသူတို့အစောပိုင်းမှာဂိုးရဖို့လိုတယ်အဲ့တော့ကျွန်တော်ကမာလိုဂူစတိုလည်းပြန်သုံးထားတယ်ဂူဂူရယ်လာကိုလည်းသုံးထားတယ်ဒီပွဲမှာဟာတိုယူကိုအရေးဆုံးပြီးသုံးမယ်လို့တော့မထင်ဂူဂူရယ်လာနဲ့ဒီအန်ဆိုဖာနန်ဒက်စ်ဂူစတိုပေါ့ဂူစတိုကတော့ဟိုတနေ့ကဘာဆိုလိုနိုင်တဲ့တပိုင်းလောက်နားလိုက်ရသေးတယ်ဂူဂူရယ်လာအန်ဆိုဖာနန်ဒက်စ်ကတော့လောလောဆယ်နားဖို့လမ်းမမြင်သေးဘူးဗျအကြိမ်မြပထမပိုင်းမှာ Chelsea 2ဂိုးလောက်ရသွားမှပဲသူတို့အနာပေးလို့ရမယ်အနေအထားမျိုးပေါ့။ Enzo Fernandez ကသွားထုတ်လို့မရအောင် ော်တော်လေး Chelsea တင်းရဲ့ကစားကွက်မှာအင်မတန်အရေးပါနေတယ်။အဲ့တော့ကျွန်တော်ဒီနောက်တန်း၄ယောက်မှာတော့ center back နှစ်ယောက်ကဘယ်လိုမဆိုအနားပေးရအောင်မယ် triple charlo bao လည်းကျွန်တော်အနားပေးထားတယ်။အဲ Fofana လည်းအနားပေးထားဘာလို့လဲဆိုတော့ဒီပွဲပြီးကံမဲ့ပွဲရပိုအရေးကြီး။ Leeds ကခုနကပြောသလိုနီးပြရလဲတိုက်စစ်ကိုအားတန်တယ်။ဒီပွဲကလည်းနီးပြမှာ Leeds မှာသွားပြီးတော့ဟို pressure ပူရှိနေတယ်ဗျာ။သူတို့ဖိကံရမယ်ဆိုတဲ့ပုံစံမျိုး။ Chelsea ကအဲ့လိုအနေထားနေမှာအရန်ကြိုက် ဆိုတော့ဘာဒီယာရှိကိုကျွန်တော်ပြန်သုံးမိထားတယ်တူစင်နှစ်ယောက်ပေါ့နော်ဘာကြောင့်လဲဆိုတော့ Leeds United ရဲ့ဒီအထောက်တိုက်စစ်က Amateur နောက် Dominic Calvert-Lewin နှစ်ယောက်စလုံးက Aerial Jewel တွေမှာအရင်ကောင်းအဲ့ဒီအတွက်ကျွန်တော်ကအရင်မောင်းမြင်ပြီးတော့ဘောလုံးလည်းလိုဒလိုကင်ကစားနိုင်တယ် Drive Ball တွေလည်းပေးနိုင်တယ်ဘာဒီယာရှိနဲ့တူစင်နှစ်ယောက်ကိုကျွန်တော်ပြန်ထိုင်ခိုင်းထားတယ်အခု Stone နဲ့ Cucurella ကတော့အားနာပါတယ်ခဏပေါ့အကယ် Chelsea ဘက်ကမှဂိုးတွေရရဆိုတော့ Cucurella နဲ့ Redal နေရာမှာဒါ Hato သုံးလို့ရတယ် ကူဆိုနေရမှာဒါအချမ်းပေါင်းအဲ့လိုဝင်သုံးလို့ရတယ်ပေါ့။ Chelsea ပြည်တနာတိုင်းတာကွင်းလဲပါ။ Andre Santos ကတော့ဒီပွဲအတွက်တိတ်ပြည်တနာမရှိဘူး။သူက Kaiserslautern နေရာမှာသူကောင်းကောင်းဝင်ကစားပေးလို့ရတယ်ဗျာ။အရန်တယောက်အနေနဲ့။ပြီးတော့သူက number 6မှာဆိုဘူကောင်းတဲ့ကစားသမားမျိုး။ပြည်တနာတိုင်းတယ်လို့ကျွန်တော်ထင်တာနောက်ထပ်နှစ်ပွဲပေါ့နော်။သူလည်းဒီပွဲကစားပြီးရင်ပွဲပန်းနိုင်တယ်။နောက်ပွဲကြီးဆက်သွားတဲ့အချိန်မှာဖြစ်ချင်တော့ Kaiserslautern ကကန်လို့မရဘူးဖြစ်တယ်။အဲ့ဒါ Chelsea တင်းအတွက်နည်းနည်းလေးပြည်တနာရှိနေတယ်။အထူးသဖြင့်ဒါဘုံပေါက်ပွဲကနည်းနည်း Chelsea ရုန်းကန်နေတဲ့ပွဲမျိုးပေါ့။ အန်ဒရီဆန်တိုးစ်တယောက်ပဲကစားစရာရှိရဲ့သူ့အန်ဆိုဖာနန်ဒက်စ်နဲ့တွဲပေးလိုက်ဒီဘွဲကအန်ဆိုဖာနန်ဒက်စ်ကတိုက်စစ်တီထက်နောက်ကိုပဲပြန်ပြီးတော့စဉ်းစားမယ်ဘာကြောင့်လဲဆိုတော့အဲ့ central defense ကျွန်တော်တို့ဒီ DM ပေါ့နော် defensive midfield နေရာကအစားသမားဖြစ်တဲ့ Romeo Lavia ရော Sugo ကသုံးစားလို့မရတဲ့ပုံမှာလူမရှိတော့ Chelsea ရဲ့ Chelsea ရဲ့ဒဏ်ရာလူစင်မှာအစားသမား၄ယောက်ရှိတယ်တယောက်ကကွင်းလန်ကစားသမားပွဲပယ်ဂိုက်စီတို့ကျန်တဲ့၂ယောက်ကကွင်းလန်ကစားသမား၂ယောက်ပြီးတော့ Liverpool ပေါ့အဲ့တော့ ဝင်လေအဖြတ်တွေ Chelsea ကအရန်အားနေတယ်အခုနော် Enzo Maris ကတော့သူ့ရဲ့ပွဲချိုး press conference မှာသူကအချံပေါင်းကလည်း Anderson တို့ရဲ့နေရာဝင်ကစားလို့ရတယ်ဆိုပြီးသူပြောသွားတယ် Reece James ကတော့ကျွန်တော်ထင်ပါတယ်နိုင်ဝက်လောက်တော့ပေးကစားလို့ရတယ်ဘာမှမဖြစ်တော့ပါဘူးအဲ့တော့ Anderson တို့အနေနဲ့တနိုင်လောက်ကိုသူထိန်းစောဖို့လိုတယ်ပေါ့နော်သွားပြီးတော့အလီကတ်တွေဟိုကျွန်တော်တို့ကြိုးတာတွေဖြစ်လို့တော့မရအောင်တော်တော်သူသူသတိထားပြီးကစားရမယ်ရမယ်အချိန်ကြီးသူ့ပုံမှာဒါလောလောဆယ်မှာအသင်းရဲ့ဝန်ကိုသူခဏ ထင်းကိုထင်းရတော့မဲ့အချိန်တွေဖြစ်လာတယ်အသင်းကခါကသူ့ရဲ့တာဝန်ဖြစ်လာတယ်ပေါ့နော်ကိုပါမပြီးခဲ့တဲ့ဘွယ်မှာထပ်ပြီးတော့အာဆင်နယ်ဘွယ်မှာဆော်ဆိုစီကိုင်စီလိုထုတ်ခံရတော့သူ့ကိုနီးပြားမသုံးမသုံးတာမှန်တယ်ဒီဘွယ်မှာဒါပို့ပြီးတော့ကစားလို့ရမယ့်အချိန်တွေပေါ့အရန်တော့သုံးမဲ့မထင်ဘူးကိုရီပါဆော်ဆီရတယ်သူ့လည်းမိနစ်90လောက်ပရမန်ပြီးလောက်ဒါမှမဟုတ်ကျွန်တော်တို့မိနစ်60လောက်သုံးသွားနိုင်တယ်ဒီပွဲကတော့ကိုပါမောက်ကိုပြန်ပွဲထွက်ခွင့်ပေးမယ်လို့ကျွန်တော်ထင်တဲ့ပွဲမျိုးပေါ့နော်လီးစ်ကလည်း ခံစပိုင်းအားနေတဲ့ပုံမှာသူတို့ကိုပါမားကိုအန်ဆိုဖန်နန်ဒက်စ်ကိုနောက်နေနေအိုင်အောင်စိုက်ခိုင်းပြီးတော့ကိုပါမားရာကိုပက်ဒရိုနဲ့ပြန်ပြီးတော့ဖိတိုက်မယ်လို့ကျွန်တော်မြင်တယ်။လီယန်ဒလပ်ကိုတော့ကျွန်တော်မတုံးသေးဘူးပေါ့မတုံးသေးဘူးဆိုတာကပါမားရာကိုပက်ဒရိုအတွက်ရာကိုပက်ဒရိုကတော့ပါမားပိုင်ပြန်ကောင်းတဲ့သူမျိုးဆိုတော့အဲသူတို့နှစ်ယောက်ပြန်ပြီးတော့အန်ဝင်သွားမလားဆိုတဲ့ဟာကိုတစ်ချက်ပြန်ကြည့်ရမှာပေါ့။နောက်မှဘူနာနော်တေးတို့ဂီဦးတို့အခုနဒလပ်တို့လည်းကိုကိုရီသွင်းနိုင်လို့ရှိလို့ရှင်သူတို့လည်းဝင်ကစားခွင့်တော့ရနိုင်ပါတယ်။တောင်မန်သားမမှာကျွန်တော်နည်းနည်းအပြောင်းလဲလုပ်ထားတယ်။နက်တိုက နှစ်ပွဲဆက်ဖြစ်သွားပြီပေါ့နော်တအားလဲပင်ပန်းထားတယ်ပုံမှာကျွန်တော် netto လဲအနားပေးထားတယ်ဂါနာချိုက ခုတနေ့ကလူရပိုင်းမှာပါတယ်အဲကျွန်တော်က estival ရော netto ရောကျွန်တော်အနားပေးလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ရှေ့မှာဘုံမှာပွဲတွေကဆက်နေတယ် netto ကိုနိုင်ဝဲတော့ပဲထက်သုံးမယ်ထက်သုံးမယ်ပေါ့နော်ကျွန်တော်ရဲ့ plan ကတော့ netto ရို့ခုန Ricci James ဆိုရဲသူတို့ကိုနိုင်ဝဲတော့ပဲထက်သုံးတော့မယ် estival ကိုလည်းအဲ့လိုပဲနိုင်ဝဲတော့ပဲနောက်ပွဲတွေကပို့ပြီးတော့အရေးကြီးတယ်ကျွန်တော်ယူဆဒီပွဲက Chelsea အသင်းနေနေဘလူကန်ကန်နိုင်လောက်တယ် ဗီဇာအရင်အားနေနေဒီလိုပွဲမျိုးမှာရှုံးသွားရင်တေးကြသွားရင်တော့ဘာမှဒီညီကိုတို့မေးနေတဲ့ဒီမန်နေရညီကိုတို့ရေကျွန်တော်ဒီမှာဒီဘက်မှာပြောတော့လေမန်မန်ပြန်တဲ့အစီအစဉ်လေးကျွန်တော်လက်သက်လုပ်ပေးပါမယ်နော်ဒီမန်လေးတွေတချို့မန်လေးကိုကျွန်တော်မြင်တိုင်းလေးဒီမှာချက်ချင်းလေးအခုထည့်ပြောပေးပါတယ်ဆိုတော့အခုနညီကိုတို့ရဲ့ကွန်မန့်မှာပါတဲ့အတိုင်းပဲပေါ့နော်ဒါပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်လားဆိုတော့ဒီလိုပွဲတွေမှာမမှားဘူးလို့ချယ်ဆီကအသင်းကြီးတွေကိုတော့တော်တော်ကန်ဖြတ်သွားပြီတဘောကျွန်တော်တို့ကချန်ပီယံလိဂ်လို့ပြိုင်ပွဲမှာ မျောလင်းလို့ရတယ်ရှုံးထွက်ပွဲတွေမှာမျောလင်းလို့ရတယ်ဒီလိုပွဲတွေမှာ Chelsea ကဒီနှစ် Chelsea ရဲ့အားနည်းချက်တွေကဒီလိုအောက်ကအသင်းတွေနဲ့ဒီမှာတန်တက်ဆန်နလန်ကိုသူတို့ရှုံးသွားတာမျိုးပေါ့ဒီလိုပွဲမျိုးတွေကသူတို့ PPC နဲ့ကစားပြီးတော့ဆောပိုင်းကလေးကဒါကိုရဖို့ကြိုးစားထားတဲ့ပွဲမျိုးတွေပါဆိုတော့ကျွန်တော်ကတော့ဒါကိုပါမရာကိုပက်ရိုနဲ့ပွဲထွက်တယ် Cadence ကိုကျွန်တော်ညာချမ်းကနာချိုပဲ Cadence ညာပေါ့လိုအပ်လာရင်သူတို့နှစ်ဖက်ဝင်းချင်းပြီးတော့ကစားလို့ရတယ် Cadence ကိုတချို့ပွဲတွေမှာ Enzo Maresca ဟာ ညာချမ်းမှာပွဲထုတ်တာအောင်များတယ်ကျွန်တော်တို့ဒီပွဲသိပ်ပြီးတော့ Estevao နဲ့ Neto ပွဲစားရရထုတ်မှုတွေကျွန်တော်မယူဆဘူးပေါ့အကယ်၍သူအနေနဲ့ Neto ကိုစောစောစီးသုံးကျင်တယ်ဆိုရင်တော့ဒီလိုတစ်ချက်တော့ဖြစ်နိုင်သေးတယ်အဲ့ဒါကဒါကျွန်တော်တို့ Neto နေရာမှာ Cadence ရဲ့နေရာမှာဒါ Neto သူသုံးလိုက်တာပေါ့နော်အဲဒါမျိုးလေးဖြစ်နိုင် Neto နဲ့ Garnacho ပြီးတော့မှသူတို့နှစ်အောင်လုံး Estevao Cadence ထည့်ပြီးအနားပေးတာမျိုး အကယ်အဲ့လိုမလုပ်ချင်တာကာနာချိုဂီတန်စ်နဲ့ချိန်ပြီးတော့ဂီတန်ဆိုဆိုစီပွဲထုတ်ခွင့်ပေးမယ်ကာနာချိုလည်းအနာပေးထားမယ်အဲဒါလည်းဖြစ်နိုင်ချေရှိတဲ့ဒူစင်းပေါ့နော်အကယ်တာဂီတန်စ်နဲ့နက်တိုဒါလည်းဖြစ်နိုင်ချေရှိပါတယ်နက်တိုသူဘယ်လိုသုံးမလဲဆိုတဲ့ပုံမူတည်တယ်နက်တိုဘုံမောက်ပွဲအတွက်ခြံထားမလားအဲဆိုစီမသုံးမနဲ့ခဏတိုင်တာမှာကျွန်တော်ကတော့ တိမ့်ထားတဲ့တဲ့ကိုထည့်လိုက်တယ်ပိမ့်လိုက်တယ်ပေါ့နော်ကျွန်တော်ကန္နာချွန်းနဲ့ကေတန်နဲ့ပဲကျွန်တော်ပွဲထုတ်မယ်လိုအပ်ရင်ကျွန်တော်ဒါပင်ညာချင်းသွားမယ်ကေတန်ညာကန္နာချိုးပဲဆိုတော့ကျွန်တော်တို့ final budget အဲသုံးသက်ချက်ကျွန်တော်တို့စီရင်ချက်နောက်ဆုံးကျွန်တော်တို့ဒီဘွဲကချက်စီးတင်းတဲ့အင်မတန်လွယ်ကူမဲ့ပွဲမျိုးတစ်ဖက်ကနီးပြကအောက်တင်းဆိုပေမဲ့ तू ကဖိအားရှိနေတယ် तू နိုင်အောင်ကြိုးစားလိုက်မယ်ချက်စီးရဲ့အရင်ကစားသမားတွေကလွတ်လွတ်ပြခြင်းစိတ်များလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲအနီကက်ပြခံရတာတွေမရှိဘူး ပင်နယ်တီပေးခံရတယ်ဘာလို့မရှိဘူးအဓိကတော့တယောက်မယောက်ဘူးပါဗျာပင်နယ်တီပေးခံရလဲလီဂျီလူဆင်းလောက်ကတော့နိုင်နေမှာကျွန်တော်ထင်ပါတယ်ချယ်ဆီတင်းကဒီဘက်နိုင်ဖို့တော်တော်လေးရာငယ်လုံးများတယ်ရာငယ်လုံးအဖြစ်ချယ်ဆီတင်းနိုင်ဖို့80ရာငယ်လုံးလောက်ရှိတယ်တရေကြဖို့တော့20ရာငယ်လုံးနဲ့လီဂျီယူနိုက်တက်နိုင်ဖို့က10%ပေါ့တကယ်တော့တော်တော်လေးနည်းတဲ့ပမာဏပါချယ်ဆီက80ရာငယ်လုံးလောက်နိုင်ဖို့ရှိတယ်ကိုပြက်ဖို့က30ရာငယ်လုံးလောက်ရှိတယ်ဒီဘက်ကချယ်ဆီတင်းရဲ့အတွင်းကူးတွေအများကြီးကြီးရနိုင်တဲ့ပွဲမျိုးလို့ ပြပြကြပါရခင်ဗျာဒီနေ့ရက် live ကိုတော့တလောင်းလိုက်ပါတယ်မနေ့ပြန်ကျွန်တော်မြန်မာစံတော်ချိန်မနေ့2နာရီ45ဖြစ်ပါတယ်အဲ့ဒီပွဲပြီးဆုံးသက်ချက်ကြမှာပဲကျွန်တော်တို့ပြန်ဆုံကြပါမယ်ခင်ဗျာအားလုံးပဲနှုတ်ဆက်ပါတယ်ညီကိုအားလုံးပဲ see you